စနေသားသမီးတွေထဲမှာပေါ့နော်အရန် intuitive ဖြစ်တဲ့သူတွေပါတယ်အဲ့ဒါကကိုကတကူးကူးဖြစ်တော်မယ်ဆိုရင်ကိုယ့်စိတ်ထဲမှာကိုကအလိုလိုသိနေတာမျိုးအဲ့လိုမျိုးလူလေးတွေပါတယ်ပေါ့နော်အဲ့တော့ဒီစနေသားသမီးလေးတွေအတွက်ချီ အာဆယ်လာပိုင်းအတွက် reading လေးဖတ်ပြီးမှဖြစ်တယ်ပေါ့နော်အဲ့တော့ကို့အတွက် private reading လုပ်ခြင်းလို့ရှိရင် GOD TikTok Messenger မှာလာပြီးတော့ဆက်သွယ်နိုင်တယ် YouTube မှာလည်း video လေးတွေတင်မှာမလို့အဲ့မှာ subscribe လုပ်ပြီးတော့ကို့အတွက် video လေးတွေအစ်တလေးတွေတွားကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီကလေးတွေပြန်လှန်ပြီးရင်ပြန်လာခဲ့မယ်နော် စနေသားသမီးတွေမင်္ဂလာပါဒီကလေးတွေလှမ်းပြီးတော့ပြန်ရောက်လာပြီပေါ့နော်အဲ့တော့ဒီစနေသားသမီးတွေမှာပေါ့နော်ကိုကအဲ့လိုမျိုးသူများတွေကိုပေးခန်းရတာလဲကြိုက်တယ်ကိုအဆင်မပြေရင်တော့မှကို့ကိုအကူအညီလာတောင်းလို့ရှိရင်စနေသားသမီးတွေကပေးဖို့ဝင်မလေးဘူးပေါ့နော်အဲ့လိုမျိုးသူလေးတွေကဘာဖြစ်လို့ဒီဆယ်လာပိုင်းထဲမှာစိတ်သက်သာနေတာမျိုးကိုခံစားနေရလဲပေါ့နော်အဲ့တော့ဒီစနေသားသမီးလေးတွေပေါ့နော်ကို့ဘဝထဲမှာအဲ့အဲ့လိုမျိုး တခုခုပေါ့နော်အတုံးမလို့တဲ့သူတွေကိုယ်ဒီလိုမျိုးဖြစ်အောင်ခံစားအောင်လုပ်နေတဲ့သူတွေဆိုလို့ရှင်ထားဖြစ်ခဲ့ပါပေါ့နော်ကိုယ့်အနေကိုရှောက်လန်းဖို့အချိန်တက်ပြီပေါ့နော်ကိုယ်လုံးရှားရှိတာကိုကိုယ်လုံးရမယ်ကိုယ့်ကိုရွေးချယ်ရမယ်ကိုယ့်ဘဝကိုရှေ့ဆက်လျှောက်ဖို့အချိန်တက်ပြီပေါ့နော်ရှေ့ဆက်သွားရမယ် ပြီးရင်ကိုကအဲ့လိုမျိုး intuitive ဖြစ်တယ်ပေါ့နော်ကိုကတခုခုဖြစ်တော်မှဆိုကိုယ်စိတ်ထဲမှာသိနေတာမျိုးအပေါင်းသိမိတ်ဆွေဆိုလို့ရှင်လေဒီလူကကိုယ့်ဘောတကယ်စိတ်မှန်လားတကယ်မကောင်းလားအဲ့လိုမျိုးကိုကသိတယ်ပေါ့နော်ဒါမှမဟုတ်ကိုကစိတ်ပြော့ညံ့နေလို့ဒါထင်ရတာပေါ့နော်တကယ်တကယ်တမ်းကိုက ဒီလူကိုပြတ်တော့မယ်ဒီလူကိုကိုမေတ္တာတရားမထားပေးနိုင်တော့ဘူးအဲ့လိုဆိုလို့ရှင်လဲကိုကစိတ်ကအယမ်းပြတ်သားတယ်ပေါ့နော်ကိုမပြတ်နိုင်တဲ့အချိန်ခဏတာစနေသားသမီးတွေကအကုန်လုံးကိုတင်းကြီးခံပေးနေတာအဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုကအဲအဲ့လိုမျိုးကိုဖြစ်ရှင်တာတွေဖြစ်ဖို့အတွက်ကိုစောင့်ဆိုင်နေလို့မဖြစ်ဘူးကိုလောက်ရမယ့်အရာတွေကို ရအောင်လုပ်ကြမယ်ဒါမှမဟုတ်ဒီစနေသားသမီးတွေကအချိန်တကူကိုစောင့်ဆိုင်းနေတာမျိုးတွေ့ရတယ်တချို့အချိန်တွေကကိုယ့်အတွက်အလားမပေးသေးဘူးပေါ့နော်ကိုဖြစ်ရှင်တဲ့အရာကိုသွားဖို့မဖြစ်နေသေးဘူးအဲ့အတွက်ကြောင့်မလို့အချိန်တကူကိုစောင့်ဆိုင်းနေရတာမျိုးအဲ့လိုမျိုးတွေ့ရတယ် ဲ့တော့တကယ်လို့ကိုကစိတ်မကောင်းဖြစ်နေရဆိုလို့ရှင်ရသည်စနေသားသမီးတွေပေါ့နော်။ဘာကြောင့်ကိုဒီလိုမျိုးခံစားနေရတာလဲ။ရအောင်စဉ်းစားပြီးတော့အဖြေထုတ်ပြီးတော့ရှေ့ဆက်လျှောက်ဖို့လုပ်ပါပေါ့နော်။ကို့ဘောမကောင်းတဲ့သူတွေကို့ဒီလိုမျိုးခံစားအောင်လုပ်တဲ့သူတွေနဲ့ကို့ဝေးဝေးကွာပြီးတော့နေထိုင်ရတော့မှဖြစ်တယ်ပေါ့နော်။သူတို့နဲ့ကပြီးသွားပြီ။ကိုကသူတို့ကိုအာဝစ်ဝစ်ကြွေးပေါ့နော်။တခခုဆက်เสียရှိလို့ဒီလိုမျိုးကိုခံလိုက်ရတယ်လို့ပဲမှတ်ပေါ့နော်အဲ့လိုမျိုးနဲ့သူတို့နဲ့ကိုနေကပြီးွားပြီးနောက်ပြီးတော့ ့ဒီဆယ်လာပိုင်းထဲမှာပေါ့နော်စနေသားသမီးလေးတွေအာကိုဖြစ်ချင်တဲ့အရာတွေဖြစ်လာဖို့ဖြစ်လာတော့မယ်အဲ့တော့ relationship တမားတွေပါတယ်ဆိုလို့ရှိရင်လည်းသူနဲ့ကိုနဲ့အခုမှတငယ်ချင်း stage ပဲရှိသေးတယ်ဆိုလို့ရှိရင်နောက်ထပ် stage ကိုတက်လှမ်းနိုင်မယ်အဲ့လိုမျိုးလေးတွေ့ရတယ်ပြီးရင်ဟို trust ပေါ့နော်ယုံကြည်မှုယုံကြည်ခြင်းဟာ ကိုဒီအရာရာကိုပြောင်းလဲနိုင်တယ်ပေါ့နော်အခုဟာဒီလိုပဲဖြစ်နေသေးတယ်အဆင်ပြေသေးဘူးဆိုလို့ရှင်အဲ့ရာကိုလက်ခံနောက်ပိုင်းအဆင်ပြေလာမယ်ချုံးမွေလာမယ်ကိုဖြစ်ချင်တဲ့အရာတွေဖြစ်လာမယ်အဲ့လိုမျိုးစိတ်ထားလေးထားပြီးပေါ့နော်အဲ့လိုဆိုလို့ရှင်ဒီဆက်လာပိုင်းနဲ့မှာတိတိတတာပို့ပြီးတော့အောင်မြင်လာလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာသဘောကတ်လဲကြာတယ်တွေ့လားသဘောကတ်ဆိုတာက အာပြီးဆုံးချင်းကိုပြောတာပေါ့နော်အဲ့တော့ကိုယ်စိတ်ထဲမှာအဆင်မပြေနေတဲ့အရာလေးတကယ်လို့အလုတ်ကင်နေရတိတ်ပြီးတော့အဆင်ပြေမနေဘူးအဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလူတွေပါတယ်ဆိုလို့ရှင်လည်းအဲ့အရာအရာပြီးဆုံးတော့မယ်အဲကိုယ်လျှောက်ချင်တဲ့လမ်းကိုယ်လျှောက်နိုင်တော့မယ်ပေါ့နော်အဲ့တော့စနေသားသမီးတွေ keep on fighting ပြီးတော့ ကိုယ့်ပုံမကောင်းခဲ့တဲ့သူတွေလည်းပါတယ်ပေါ့နော်။နောက်ကျောဒါနဲ့ထိုးခံရတဲ့သူတွေအဲ့လိုမျိုးတွေလည်းပါတယ်။အဲ့လူတွေကလည်းသူ့ဝတ်သူပြန်လဲလိမ့်မယ်ပေါ့နော်။ပြင်ကြီးထဲမှာ single သားသမီးလေးတွေပါတယ်ဆိုလို့ရှိရင်လည်း single စနေလေးတွေရာပေါ့နော်။ကိုအတွက်တကယ်စစ်မှန်တဲ့အခြေရေးကရောက်ရှိလာတော့မယ် relationship သမားတွေပြတ်ဆဲထားတယ် long distance ဖြစ်နေတဲ့သူတွေလည်းတွေ့ရပေါ့နော်အဲ့လိုလူတွေဆိုလို့ရှိရင်လည်းအဆင်မပြေလို့ပြတ်ဆဲထားရတယ်ဆိုရင်ပေါ့နော် မဆောင်နဲ့တော့ဒါပေမဲ့သူနဲ့ကိုနဲ့ကကံတော့မကုန်သေးဘူးဆိုတာတွေ့ရတဲ့အတွက်ပြန်ပြီးတော့ဆက်သွယ်လာလိုက်မယ်ဒီတိုင်းလေးပဲဆက်ပြီးတော့ရှိနေအောင်မယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလေးတိတ်ပြီးတော့ဂယုမဆိုင်နဲ့ relationship တမားလေးပြတ်ဆဲထားတဲ့သူတွေကိုပြောရအောင်နော် ကိုလှုပ်ရှားရှိတာကိုရဲ့အိမ်မက်တွေကိုဘဝအတွက်ရှေးဆက်လျှောက်ပါလို့ပြောချင်ပါတယ်အဲ့တော့ဒီထဲမှာ relationship တမားတွေလက်ရှိတွဲနေတဲ့သူတွေပါတယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ယုံကြည်မှုထားပါပေါ့နော်နှစ်ယောက်တူတူဆက်ပြီးတော့ခြေပွားရေးတွေလုပ်မယ်ပါညာဆိုလဲအဆင်ပြေနိုင်တာမျိုးကိုတွေ့ရတယ် အဲ့တော့စနေသားသမီးတွေအစားအစာရအကန်ကောင်းပါစေ။ချိန်နဲ့ private reading လိုချင်လို့ရှိရင်ကြည့်ဦး Messenger ဒါမှမဟုတ်ရင် TikTok အမြင်လာပြီးတော့မေးလာနိုင်တယ်။ YouTube မှာလည်း video လေးတွေတင်ပါမလို့အဲ့မှာ subscribe လုပ်ပြီးတော့ video လေးတွေတွားကြည့်လို့ရတယ်ပေါ့နော်။စနေသားသမီးတွေအားလုံးကန်ကောင်းပါစေ။